င်္ဂလာပါကိလူဆာဆက်မှာပြန်လဲကြိုးစားပါတယ်ခုဗီဒီယိုမှာတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ကိုယ့်ရဲ့ပုံနေတာမှမဟုတ်ရင်ကိုဖန်တီးထားတဲ့ image တွေကိုဂျီဘလီစတိုင်ကာတွန်းပုံစံ image တွေကိုဘယ်လိုပြောင်းလို့ရလဲဆိုတာတွေကိုမျှော်ပြသွားမှာဖြစ်ပါတယ်ဂျီဘလီစတူဒီယို image ဆိုတာကဂျပန်ကနာမည်ကြီးဂျီဘလီစတူဒီယို S တိုင် ကတ်တုန်းပုံစံကတ်တုန်းရုပ်ရှင်တွေကပုံလေးလိုဖြစ်ပြီးတော့တခြားကတ်တုန်းပုံနဲ့မတူဘဲနဲ့တမူထူးခြားတဲ့ခြေမလီ image လေးတွေဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ကိုလုပ်ချင်တဲ့ပုံလေးကိုအရင်ဆုံးဒီအားလေးကိုထောက်ပြီးတော့ဖိုတိုဆိုတာလေးကိုရွေးလိုက်ပြီးတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီပုံလေးကိုထောက်ပြီးတော့ ChatGPT ကိုခွင့်မဲ့ဒီပုံလေးကိုထောက်မယ်ထောက်ပြီးတော့ဖိုတိုဆိုတာလေးကိုရွေးလိုက်မယ်ပေါ့နော် ဖိုတိုဆိုတာလေးကိုရွေးလိုက်မယ် ပေးလိုက်ပြီးသားလို့ရှိရင်ကိုယ်ယူမဲ့ဓာတ်ပုံလေးကိုဆက်လက်လုပ်လိုက်ပြီးတော့ add ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးသားလို့ရှိရင်အောက်မှာ command ဟိုပါလေး prompt လေးเนาะသူ့ကိုညွှန်ကြားချက်လေးပေးလိုက်ပါမယ်အဲ10ဒါမှမဟုတ်လည်း chain ပေါ့နော် chain chain this photo to ghibli style MS Ghibli Studio Style လို့လည်းရေးရရဲ Ghibli Style ဆိုရင်လည်းရတယ် Ghibli Studio Style MS ဆိုပြီးတော့ နေရလို့ရှိရင်ခဏလေးနေလို့ရှိရင်ဒီပုံလေးကို तू ကြည့် please try image နေနဲ့ခဏလေးအတွက်မှာပြောင်းပေးမှာဖြစ်ပါတယ်ဒီမှာတော့ free ကိုတုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်ခဏလေးစောင့်ရပါတယ်ခဏလေးစောင့်ပြီးသွားရင် तू ကခဏနေကြမှာပြန်ဝင်ကြည့်တယ်လေရတခြား close ရရှာလုပ်နေလည်းရတယ်အဲ့ပါဆိုရင်ဒီပုံလေးကနေပြီးတော့ကြည့် please try image လေးဖြစ်လာမှာဖြစ်ပါတယ်အဲ့ဒါကြည့် please try image လေးဖြစ်လာပြီဆိုရင်ဒီကြည့် please try image လေးတွေကိုကိုကကတ်တုန်းပုံလေးတွေဟိုဗီဒီယိုလေးတွေဆက်ပြီးဖန်တီးတာတွေကိုယ့်ရဲ့ video edit တွေမှာထည့်သုံးတာတွေလုပ်ပြီးတော့ကိုယ့်ရဲ့ content တွေကို ပိုင်ရယ်ဖြစ်အောင်လူစိတ်ဝင်စားအောင်လုပ်ပြီးတော့ပုံမှန်ကိုယ့်ရဲ့ content တွေကိုမြန်မြန်နဲ့လူစိတ်ဝင်စားအောင်တင်နိုင်ခြင်းအပြင် YouTube တွေ TikTok တွေ Facebook တွေမှာပတ်စံတွေပို့ပြီးရှာနိုင်မှာဖြစ်ပါတယ်။အဲဒါနဲ့ပတ်သက်လို့အချန်ချန်လေးတွေကိုဟိုပို့ပြီးတော့အမြန်ဆုံးလေ့လာခြင်းနဲ့ဒီမှာ YouTube မှာတော့ကျွန်တော်လည်းပုံမှန်တင်ပေးနေပြီမြတ်ခါလေးကျရင်အချိန်မရလို့ဗီဒီယိုကြီးတစ်ခုလုံးမလုံနိုင်ဘူးပေါ့နော်။မလုံနိုင်မယ့်နဲ့ပို့လာတဲ့အဲတွေ့တဲ့ကျွန်တော်လေ့လာလို့ရတဲ့အချန်ချန်လေးကိုချက်ချင်းပေးပြီးတော့ လေ့လာနိုင်မဲ့ group လေးထဲမှာအမှန်မှဝင်ပြီးတော့လုပ်မယ်ဆိုရင်အချိန်ပိုပြီးတော့မြန်မြန်နဲ့သိရှိနိုင်မှာဖြစ်ပါတယ်သိကျင်တာလည်းမေးမြန်းနိုင်မှာဖြစ်ပါတယ်ဒီ group လေးကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့ comment မှာမှတ်ခဲ့ပေးပါကျွန်တော်ဒီအပိုင်းတွေမှာဒီ group လေးကိုဟိုမှန်မှကြီးနင်းငယ်နဲ့ပြန်ပြီးတော့ဖွင့်လှစ်နိုင်ပြီဆိုတာလေးကိုကြေညာပေးမှာဖြစ်ပါတယ်အားလုံးပဲ join နေတဲ့လူတွေ comment မှာလာပြီးတော့မေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီ group လေးကိုဘယ်လိုမျိုးဒီ please time လေးထွက်လာမလဲဆိုတော့ခဏလေးဆောင်းလိုက်ပါမယ် ။ဟောရတာပါပြီဒီမှာဆိုရင်ခုနအပေါ်ကပုံလေးကနေပြီးတော့နော်ပေါ်ကပုံလေးကနေပြီးအောက်မှာ Ghibli Studio ဆိုင်ပုံလေးထွက်လာပါပြီအရင်ကိုချက်စရာကောင်းတော့ပါပြီနော်အဲ့တော့ဒါလေးက ChatGPT ကို free သုံးပြီးတော့လုပ်သွားတာဖြစ်ပါတယ်တခြားဒီထက်ပိုကောင်းအောင်လုပ်လို့ရတဲ့နည်းလမ်းတွေလည်းထပ်ပြီးတော့ရှိပါသေးတယ်။ဒါလေးကိုကျွန်တော်ကအဲဗီဒီယိုတစ်ပုဒ်ကြီးနေနဲ့မတင်နိုင်လို့เนาะအဲချိန်လိုတဲ့မှာမေးတဲ့ဟာတွေအိုင်ဒီယာတွေပေးမယ်ကိုလို့ရှင်တဲ့ဟာတွေအဲ့လိုမျို ဆွေးနွေးလို့ရမယ်မမကူလေးကိုကြွညင်းနေဆိုရင်မင်္ဂလာပေးပါအားလုံးအဆုံးထိအောင်ကြည့်ပြရတဲ့ရှေးစုတင်ပါတယ်ဒီပုံလေးကိုဒါဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာတောင်းပြီးတော့ကိုယ့်အတွက်အတူရှိတဲ့နေရာအိမ်မှာတုံးလို့ရပါပြီ save လုပ်လိုက်လို့ရပါတယ်အဒီနေရာမှာတခုတည်းပေးနေတာတော့ကိုယ့်ရဲ့ပုံလေးကိုဟိုချိန်ရင်လည်းရပါဆိုပေမဲ့ AI မှာတော့ကိုယ့်ရဲ့ privacy ရကိုယ့်ရဲ့ပုံလေးကိုအဲမတင်တာတော့ကောင်းပါတယ်အဲတော့ဒါလေးကတော့ဒီလောက်ပါပဲအားလုံးအဆုံးထိအောင်ကြည့်ပြရတဲ့ကျေးဇူးတင်ပါ